ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Costa Channel ကလည်းပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ပရိသတ်ကြီးတွေပရလောကဆန်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ဇလန်လေးရဲ့နာမည်ကတော့အစိမ့်သည်စစ်သိသို့ရွေလျားနေသော အလောင်းဆိုတဲ့ဇလန်လေးကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇလန်လေးကိုမတင်ဆက်ခင်မှာကျော်ရွေးရဲ့ Channel လေးကိုလိုက်ရန် Subscribe တွေလုပ်ပေးနေ။ဘေးနာကနိုတီခေါင်းလောင်းလေးကိုလည်းနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ရှင်။ကြတာဆိုရင်တော့ဇလန်လေးစကြရအောင်နော်။ ကြံဝိုင်းတင်ကြိုင်းဆိုတာ1990အရှေ့ပိုင်းမှာမွေးဖွားတဲ့သူတွေပဲတည်တယ်။ကျွန်တော်တို့ဘက်ကတင်ကြိုင်းတစ်ခုပါ။1990ပြည့်နှစ်မှာတော့မြေနေရအခက်ခဲကြောင်းနေရပြောင်းရွှေ့လိုက်ရတဲ့တင်ကြိုင်းတစ်ခုဆိုရင်လည်းမမားပါဘူး။ခုတော့ကတရဲမြေပူးကျင်တာကြံဝိုင်းသွား။တရဲမကြောက်တတ်ဘူးလား။ကြံဝိုင်းသွား။အစာရှိတဲ့ပျောစက်မတ်တွင်အောင်လို့လည်းရှိခဲ့ပူးတယ်။လူကြီးတို့မှတချို့ကလည်းပြောခဲ့ပါတယ်။ဒီဇလန်ကတော့ ဖြစ်ရမှန်နဲ့စိတ်ကူးရင်ပြီးတော့ပေါင်းဆက်ဖန်တီးထားတဲ့ဇလန်းတပုတ်ပဲဖြစ်ပါတယ်1961ကနေ1990ထိကြံဝိုင်းသင်ကြရင်ဒုဗယာစာဖြစ်ခဲ့မှုရဲ့ဦးလေးကြီးကိုလည်းကျွန်တော်ကိုယ်တိုင်ပဲမေးမြန်းပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ဇလန်းတပုတ်ဖြစ်နေရွေးချယ်ပြီးတော့ပြောပြပေးချင်ပါတယ်1985ဦးကျော်ဖေးကြံဝိုင်းသင်ကြရင်ဒုဗယာစာအလုပ်ကိုလည်းလုပ်ကင်တာ14နှစ်အကြာစာအုပ်တို့ရဲ့တခုတော့ညမှာတော့ 6နာရီ9နာရီဝင်းကျင်ချိန်ကြံဝိုင်းတင်ကြိုင်စရဲပုံလိန်အလောင်းတလောင်းရောက်ရှိလာခဲ့တယ်။သူပါရစာရင်ဦးကျော်ဖေးတယောက်အလုပ်တွေရှုံနေ။အလောင်းလာပေါ်တဲ့သူတွေငိုယိုအော်ဟစ်နေကြပေမဲ့ဦးကျော်ဖေးအတွက်ကတော့အဲ့ဒီမြင်ကွင်းရရိုးရီနေပါပြီ။ဒါကြောင့်မလို့လေဆဲလေးကြီးကိုတပိုင်းကိုကြိုက်ပြောအပေါ်ပိုင်းအင်ကြီးမပါပဲ။ပစိုးနွမ်းကိုလေဒူတီတင်ပြီးတော့ဝတ်ထားကသူ့လောက်ဝမဲ့အလုပ်တွေကိုလေလှုပ်ဆောင်နေရင် သူမရစားဆိုပေမဲ့သူမမိမနဲ့သားတယောက်တော့ရှိတယ်။မိသားစုကလည်းသူနဲ့အတူတူမနေပဲမြို့စင်ချေပုံရက်ကွက်ကလေးတစ်ခုမှနေထိုင်ပါတယ်။ဦးကျော်ဖေကတော့အလုံးမရှိတဲ့နေ့တွေမှာလည်းဇနီးနဲ့သားစီကိုသွားလိရှိပါတယ်။သူမရစား တုတ်တံမှာသူနဲ့တူတူနေတာအလောင်းပြင်းနဲ့မိမက်ရှာဆူဆူပင်ဖြစ်တယ်။ဆူဆူကလည်းအလောင်းလာပိုးတဲ့သူနဲ့တူတူစကားဆက်မီပြောတယ်။အလောင်းကလည်းငငယ်ရွယ်ရွယ်နဲ့ချောမောလှပါတဲ့မိန်းကလေးတဦးရဲ့အလောင်းဖြစ်နေပြီးတော့ဆူဆူအံ့ဩသွားတယ်။ဟဲ့တော့ကောင်မလေးကငငယ်ချောချောလေးပဲဘလို့ဖြစ်ရတော့တော့ဆူဆူကမိမက်ရှာဖြစ်တဲ့အလျောက်မိန်းကလေးလိုမျိုးပြောဆိုနေထိုင်နေရှိတယ်။အမြဲတမ်းလေတနခါပကွက်ချာနဲ့ နှကန်းဒီဆိုပြီးတော့လှတာပါတာနေလေးရှိပေမဲ့မိမအဝိအစားတွေတော့မဝိဆင်ပေပစိုးသားထမိန်လိုမျိုးဝိတဲ့အလောင်းလာပူတဲ့သူတွေမှာတော့ယောက်ျားကြီးတယောက်ကလည်းဖြစ်လေတယ်။အင်းဟုတ်တယ်။သူမငါတူမလေးအတက်ကအခုမှ19နှစ်ပြည့်ကစားပဲရှိသေးတာ။သူကြိုက်နေကောင်တွေကအိမ်ရမိဘတွေသဘောမတူလို့တဲ့။မျိုးစုံကဆယ်ရဲကိုခုံချပြီးတော့တတ်သိသွားတာ။မိဘတွေသဘောမတူပါနဲ့ပဲတတ်သိရလာဟဲ့။ လူဘဝဆိုတာလွယ်လွယ်ရရင်မျက်မှတ်နေလားမသိဘူးမိဘတွေလည်းမိဘတွေပဲသူ့အချက်သူ့ရွေးမှာပေါ့ဘာဖြစ်နေရတော့အခုတော့ကြည့်သူတို့ရဲ့ချက်လာပါတယ်ဆိုတဲ့သမီးလေးကိုနောက်ထပ်မြင်တွေ့ခွင့်ရတော့မှာမဟုတ်ဘူးဆွဆွရဲ့စကားကြောင့်ကောင်မလေးရဲ့မိသားစုဖြစ်ရတူတဲ့သူတို့ကလည်းမျက်စောင်းဖြစ်ကြပါတယ်ဟေးနေအပြောဆိုစင်ချင်းဟိုမှာပူဆွေးတော့ကရောက်နေကြမတွေ့ဘူးလား မိပါရင်ကကိုယ့်ရဲ့သားသမီးကောင်းစားကြီးပွားတာကိုပဲမြင်ကျင်ကြာဟဲ့နေပါတိလို့လေတတိတ်နေပြီးတော့ငါ့တူမလှဆုံးဖြောင်လို့သားပြင်ပြီးဆက်မှာမဟုတ်သေးပါဘူးကျုပ်ပြောတာကိုရှင်သဘောမပေါက်ပါဘူးမိပါရင်ကရှင်ပြောတယ်လို့တော့ဟုတ်ပါတယ်အဲ့ဒါမှားတယ်လို့မပြောပါဘူးဒါပေမဲ့အကြောင်းအကျိုးချင်းချိန်ပြီးတော့နောင်ဝင်အောင်လို့ပြောပြရင်ပိုမကောင်းလားအဲ့လိုဆိုရင်မိဘတွေကိုလည်းသားသမီးတွေက အမုံမပွားတော့လေမိဘတွေလည်းသူတို့ရဲ့သွေးသားကိုဆုံးရှုံးစရာမလိုတော့ဘူးပေါ့ဟေ့ဆဲဆိုနေပါရီစကားများညာတော့လှုပ်ရှားရှောက်လှုပ်ဆက်ပါဦးကျော်ပင်လမ်းအော်လိုက်တယ်ဆွဆွားလည်းစကားလမ်းကြောင်းပြောင်းလိုက်တယ်ဒါနဲ့ဒီညဘသူတွေအလောင်းဆောင်ကြမှာလဲဆွဆွရဲ့စကားကြောင့်ပဲအလောင်းလာပိုးတဲ့သူတို့တယောက်မျက်နှာတယောက်ကြည့်ကြတယ်ဗါလဲဘယ်သူမှမဆောင်ဘူးလားမပြောကြနဲ့နော်ကြုံတော့မဆောင်နိုင်ဘူး စစိုးဟာညီရင်နဲ့ပြောလိုက်တယ်။နားလေစမ်းမာဟာ အလို့တော့ကျုပ်ကဘာကိုနားလဲ။စစိုးရဲ့စကားမဆုံးခင်မှာပဲအလောင်းလာပေါ်တဲ့သူတရားယောက်ျားတစ်ယောက်ကလည်းသူ့ရဲ့လက်ညှိုးမှာဝတ်ထားတဲ့လက်စွပ်ကိုချွတ်ကနဲ့စစိုးကိုကမ်းပေးလိုက်တယ်။စစိုးဟာဦးကျော်ဖေကိုလည်းတစ်ချက်လှမ်းကြည့်ကနဲ့လက်စွပ်ကိုယူပြီးတော့အင်ဂျီအိတ်ထဲကိုထည့်ထားလိုက်တယ်။ကဲရပြီမို့လား။ကျုပ်တို့ပြန်တော့မယ်။ကျုပ်တို့မှအလှဆုံးဖြစ်အောင်လို့ပြင်ထားပြီ။မနေ့ပြန်မှကျုပ်တို့လာခဲ့မယ်။ အလဆုံးတော့ဖြစ်နေပါစေနော်မဟုတ်လို့ပါတော့ဂုတ်ချိုးပဲရှင်ရှင်ဘာပြောတယ်လက်စွပ်ချုပ်ပေးလာခဲ့တဲ့ယောက်ျားလည်းပြောလိုက်တဲ့စကားကြောင့်ဆူဆူအထိတ်လန့်ဖြစ်သွားတယ်ဘာမှမဟုတ်ဘူးကျုပ်တို့သွားပြီပြောရင်းဆိုရင်လည်းအလောင်းလာပေါ်တဲ့သူတွေထွက်သွားခဲ့ကြပြီဆူဆူကလည်းသူတို့ရဲ့ကြောပြင်းကိုကြည့်ကနေနားမလည်စွာနဲ့ကြင်ရခဲ့တယ်ဟေးဆူဆူတကယ်ပဲနေပြောသလိုဟာကောင်မလေးကငငယ်ချော့ချော့လေးပဲ မိဘတွေတော့ရင်ကွဲတော့မှာပဲဒုက္ခများမှာ အခေါင်းနှောင်းမှာမရခဲ့ပါလားတနာစရာပါပဲอืมတည်နေတယ်ဆိုတာထက်အိပ်ပျော်နေတဲ့အတိုင်းပါပဲလားသူ့ဘရာစာဦးကျော်ဖေရလင်းသူ့အလုပ်တွေပြီးတဲ့အခါမှာဇရက်ပေါ်တက်လာခဲ့ပြီးတော့စိတ်ညိုရောင်ဖြားလိမ့်နေလိတ်ထားတဲ့ကောင်မလေးရဲ့အလောင်းလဲကြိကားနဲ့ပြောလိုက်တယ်ကောင်မလေးကငကိုကလေးကလှပီးသားဆိုတော့ကျုပ်ရဲ့မိကနဲ့လုံးဝကွက်တီပဲတော်ဆက်မှာ နင့်ဘိတ်ကကတရေတောင်မှကြောက်ပြောပြေးမှာဥကြောစတာပါဟာနေရလဲဒါနဲ့အလောင်းဆောက်ဖို့ဘယ်သူမှမလာကြဘူးလားသူဘရဇာကြီးကဇရဲတောင်မှထိုင်ပြီးတော့ဆက်လိတ်ကိုမင်းညင်နဲ့မေးလိုက်တယ်အဲ့အတွက်မပူနဲ့နိဗ္ဗာန်လမ်းထိတ်နာကိုရဆိုင်ရမာလီသားဖောင်းပစံနေနေပြေးပြီးတော့ခေါ်ခိုင်းလိုက်တယ်ပြီးရောငါတင်းသွားတူးလိုက်အောင်မေးနေလဲမာလီရီနဲ့တိကျက်ပေါင်းတော့တော်ကြဥကြော်ဖေးပြုံးစီစီနဲ့ပြောကဇရဲပေါ်ကနေဆင်းသွားခဲ့ရတယ် ်ဆိုးဆိုးကလည်းမိတ်ကပ်စတဲ့ပစ္စည်းတွေကိုလည်းတင်စီကနေဇရက်ကနေစင်းသွားပြန်နေဇရက်ပေါ်မှာတက်နေခဲ့တာတည်နေတယ်လို့ထင်ရစရာမရှိလောက်ကိုမှချော်မော်လှပနေရဲ့ကောင်မလေးရဲ့အလောင်းပင်အချိန်နှဲငင်ကြတဲ့အခါမှာဆိုးဆိုးပြောင်းလာခဲ့ပြီးသူနဲ့တူတူမာလီမြောက်လည်းပါလာတယ်ပြောင်းလာပြီဟာငါတော့မှကျင့်တူလို့မပြီးသေးဘူးဥဇော်ဖေးပေါတိုးကိုလည်းမြောက်ပြိုင်နဲ့လှမ်းနှုတ်ဆက်တယ်အဲ့ဒီနေ့ညလာပြညမဟုတ်ပေမဲ့လာရောက်အတန်အသင်ရှိသလို့ ဈေးရဲ့နဘေးနားမှာလည်းမှုေးထားတဲ့မီးပုံရဲ့အလောင်းစင်ရဲ့နဘေးလေးမှာထုံးထားတဲ့မီးအိမ်ရဲ့တို့ကြောင့်လည်းအတော်အသင့်မြင်ရတယ်။ဥကျော်ရှစ်မလဲလေးကျင်းတချင်းတူတာလောက်တောင်မှကြားရသလားလို့တကျင်းမဟုတ်ဘူးဟာနင်းအတွက်ပါတူးနေတာဥကျော်ဘေးရဲ့စကားကြောင့်ဆူဆူစိတ်ဆိုးကနေဈေးပုံလည်းခြေဆောင်ကနေတက်သွားတယ်။အာဥကျော်ဘေးဆူဆူရဲ့အော်တာလည်းတိတ်ဆိတ်နေတဲ့တုတ်တန်တစ်ခုလုံးလွှမ်းခြုံသွားတယ်။ ဟေ့စစ်စုံနေကြီးရတရေတပတ်မြင်လိုက်တယ်လို့ပဲဘလို့အတန်ဆိုကြီးနဲ့အော်နီရရောဦးကျော်ပဲတင်တူရင်နဲ့လှမ်းမိလိုက်တယ်မာလီသားဖားတော့အလောင်းကြီးကနဲ့အနားမှာထိုင်လိုက်ကြတယ်ဦးကျော်ရှင်အလောင်းကိုဘာလို့ထရောဟမ်စစ်စုံအဲ့လိုမျိုးပြောလိုက်၍ဦးကျော်ဖေးလဲကျင်းပေါ်ကိုတက်ကနဲ့ဇီရဲပေါ်တို့ရောက်လာခဲ့ပါတယ်ဟာနေ့စကားဘာကြီးတော့ငါအလောင်းကိုဘာလို့ရ ်ဦးကျော်ဖေးအံ့ဩသွားတယ်သူမြင်လိုက်ရတာအလောင်းကိုလိမ့်ပေးထားတဲ့မိတ်ကပ်တွေအကုန်လုံးပြက်ပြယ်နေပြီးတော့အလောင်းမျက်နှာတစ်ခုလုံးနဲ့ညိုမင်းနေချင်မှာဟာစွစွငါဘာမှမလုပ်ဘူးနော်နင်းထွက်သွားကြရငါတင်းတူးနေခဲ့တာပဲထူတော့ထူဆက်နေမိတ်ကပ်တွေလောက်ဈေးကြီးတဲ့ဟောင်းရှင်နော်ရှင်စွစွကလည်းပြတောက်ပြတောက်နဲ့အလောင်းကိုလိမ့်ဒုတိယအကြိမ်မိတ်ကပ်လိမ့်ပေးပြန်ပါတယ် ဒေသတွေအကုန်လုံးပြီးတဲ့အခါမှာမာလီသားဖယူလာခဲ့တဲ့အရက်ကိုလည်းလျောက်သားဝိုင်းဖွဲ့ပြီးတော့တောက်လိုက်ကြတယ်။စိုးစိုးအမိမဲရှာ ဆိုပေမဲ့အရက်တော့ကြိုက်တယ်။တုတ်တန်နေမှာမို့လို့အမိကတော့ပဲကျန်းတော်ပါ။စိုးစိုးနေ့အလောင်းကလှုပ်သွားတယ်လို့ပဲ။အရက်တော့နေကပဲမာလီနှစ်ယောက်အနက်အကြီးဖြစ်တဲ့မာလီယာပြောလိုက်တယ်။အောင်ဝင်းသိန်းအရက်ကလေးတစ်ခွက်ပဲတောက်သွားတယ်။မူးသွားပြီလား။အလောင်းကဘာလို့လှုပ်ရမှာတော့မသိဘူးကြည့် လျောက်သားခနာကြတဲ့အခါမှာအလောင်းကိုလည်းစိုက်ကြည့်လိုက်တယ်တိုးတော်လည်းမြည်သည့်လှူရှာမှုမှမတွေ့ရပြီအဲဒီကသားဖြစ်တဲ့မာလီယာထထသွားခဲ့ပြီအလောင်းရဲ့အနာကိုသွားကာအလောင်းရဲ့ခြေကိုလည်းလှုပ်ကြည့်လိုက်တယ်ပြီးတာနဲ့အလောင်းရဲ့ပါပြုံဆွဲကြည့်တယ်အောင်စီဘာလုပ်နေရတော့စွစွာမေးလိုက်တယ်မဟုတ်ပါဘူးဗျာကျွန်တော်ကတကယ်လှုပ်မလှုပ်စွာစမ်းကြည့်တာပါလှုပ်ဖို့နေနေတတာဗျာပရေရီတော်မှ မာကြောနေပြီ အောင်စီဆိုတဲ့မာလီယာအဲ့လိုပြောလာခဲ့ကစွစွတို့အနာအောင်အလားအလောင်းကိုလည်းကြောအခိုင်းပါပဲအလောင်းနှမေးမှာထွန်ထားတဲ့မိရင်ရလေမတိုက်ပါပဲနဲ့ရုတ်တရက်ငိမ့်သွားပါဦးတယ်ဟာဘလို့ဖြစ်တာတော့မိစာကုံသွားလားစွစွနေုံကပြောပေါ့မနေတော့နော်မိရင်ရမိစာအစ်စ်လဲပါလဲပါဆိုနေမငါစကောင်းနားမထောင်တာကဲအခုဖြစ်ပြီမဟုတ်လား မဟုတ်သေးပါဘူးရှင် ရှင်ပြောလွန်းလို့တဏှာမှာကြုံမိစာအစ်စ်လဲထတာတော့စူစူအဲ့လိုပြောကနေမိယုံစစ်ကြည့်လိုက်တယ်မိစာမှာမကုံသေးတာလေတိုင်းတို့ငိမ့်သွားနေမှာပေါ့စူစူကပြောရင်းကပဲမိရင်ကိုဖွင့်ကနေမိစာကိုလည်းမင်းညိလိုက်တယ်အဲ့ဒီမိရင်ကလေးလုံးနဲ့ဖန်မိရင်အမျိုးအစားဆိုတာကိုစူစူမိသွားပုံရတယ်ပြီးတာနဲ့အရက်ဝိုင်းမှာ ပြန်ထိုင်မဲ့အပြုအမလေးတော့ ရုတ်တရက်ကြားလိုက်ရတဲ့ငိုတန်းကြောင့်လေစွတ်စွတ်လန့်သွားတယ်။စွတ်စွတ်ဘာဖြစ်လို့လဲ။ကျုပ်ကျုပ်ငိုတန်းတန်းကြားလိုက်တယ်တော့။ဘာလဲ။နေလဲမူးနေပြီလား။ဦးကျော်ဖေကစားနောက်လိုက်တယ်။အရက်လေးနှစ်ခွက်သုံးခွက်နဲ့ကျုပ်ဘယ်တော့မှမူးဘူးလို့လဲ။မိမရှာဆိုပေမဲ့အရက်ဆိုရင် ကိုကြီးကျော်နေပါ။ပြိုင်ပြီးတောက်နိုင်တယ်နော်။ဘာမှတ်နေရော။စွတ်စွတ်အဲ့လိုပြောကနဲ့အလောင်းအနားကိုတွားပြီးတော့ကြည့်လိုက်တော့အလောင်းရဲ့မိတ်ကပ်တွေကလည်းပြက်နေရအောင်ထပ်ပြီးတွေးလိုက်ရပြန်နေ။ ။ဟာဒါဘယ်လိုဖြစ်ရပြန်တာရောစောနာပဲငါထက်ပြီးတော့လိမ့်ပေးခဲ့တယ်။စစိုးဘာဖြစ်ပြန်ပြီလဲ။ဦးကျော်ဖေကစစိုးအနာကိုရောက်လာတယ်။ဟာအလောင်းရဲ့မိကကပြက်ပြန်ပြီလား။ဦးကျော်ဖေရောစစိုးပါ နားမလည်စွာနဲ့ခေါင်းကုပ်၍ကြည့်နေ။စစိုးဒီအလောင်းတော့တခုခုပဲ။ငါစိတ်ထဲမှာမတိုးမတန်ဖြစ်လာပြီဟ။ဦးကျော်ကြည့်အလောင်းကပုံစံပြောင်းလာတယ်လို့ပဲ။ဟမ် ဲ့ဒီခါမှာမာလီတို့တားဖားနှစ်ယောက်ကလည်းစွတ်စွတ်တို့အနာကိုရောက်သွားတယ်။ဟုတ်တယ်ဟာအလောင်းကလာဖို့စားတော့ဝါထက်ပို့ပြီးတော့အသက်ကြီးသွားတယ်လို့ပဲ။လေးယောက်သားအလောင်းလည်းအနီးကပ်စိုက်ကြည့်နေကြပင်အလောင်းရဲ့အသားရည်တွေကတပြေးပြေးနဲ့ရှုံ့ထွက်လာခဲ့တယ်။အလောင်းရဲ့မျက်နှာပြင်တစ်ခုလုံးမှလည်းညိုမဲလာခဲ့တော့တယ်။စွတ်စွတ်ငါအလောင်းရဲ့ကြောဘက်ကိုကြည့်ချင်တယ်။ဟမ်မာလီကြီးအောင်ဝင်တဲ့ရဲ့စကားကြောင့်ပဲစွတ်စွတ်အံ့ဩသွားတယ်။ ရှင်ကအလောင်းကိုဘာလို့မလို့တော့ဒါအလောင်းနော်အလောင်းမှာအစိမ့်သေးသေးထိုင် အလောင်းကြံကြီးစရာတွေမကြပါနဲ့ရှင်စိုးစိုးမိတ်ကပ်ပစ္စည်းတွေကိုလည်းတခါပြန်ထုတ်ရင်းနဲ့ပြောလိုက်တယ်နေပြောတယ်လို့မဟုတ်ပါဘူးငါကဒီမှာကိုရမရောက်ခင်တော့ရှင်ခွဲရုံမှာနှစ်အတော်ကြာလောက်ခဲ့ဘူးရဲ့ဟာဒေါက်တာတော့မဟုတ်ပေမဲ့အလောင်းနဲ့ပတ်သက်လာပြီဆိုရင်တော့တည်တင်တာတချို့တော့ငါလည်းသိပါတယ်ဟာ အဲ့လိုနဲ့ဦးကျော်ဖះလဲအလောင်းရဲ့ပခုံးနှစ်ဖက်ကိုကင်အောင်စီရလဲအလောင်းရဲ့ခြေတစုံကင်ကားနဲ့အလောင်းကိုလဲစောင်းပြက်လိုက်တယ်။အင်းကြီးကိုနည်းနည်းမကြည့်။အောင်ဝင်သိန်းအဲ့လိုပြောတဲ့အခါမှာစွစို့ကလဲမယုံသင်္ကအတီနဲ့ကြည့်ပြန်နေ။စွစို့နင်းကြီးကငါသိရဲ့နော်။ငါပြောသလိုပဲလှုပ်ဆမ်းမှာဟ။စွစို့ကလဲအလောင်းရဲ့အနာကိုတိုးကပ်ကနဲ့အင်းကြီးစာကိုနည်းနည်းမကြည့်လိုက်တယ်။အမလီအလောင်းရဲ့ကြောမှာလဲဟောင်းလောင်းကြီးဖြစ်နေပြီးတော့ ၄ရောက်လုံးအထိတ်လန်းနဲ့ဖြစ်သွားခဲ့ကြရယ်အလောင်းရဲ့ဝမ်းပိုက်ထဲမှာဥစားတဲ့အရာတွေတခုမှရှိမနေပဲဒီအတိုင်းဟောင်းလောင်းကြီးဖြစ်နေဒါဆိုဆိုအလောင်းလာဖို့တည်းကဘာရီပြောခဲ့တော့อืมပြောခဲ့တယ်သူတို့ပြောခဲ့တာတော့မျိုးပြင်မျိုးစုံဟာစေတဲ့ကိုခုံချပြီးတော့တက်တည်သွားတာတဲ့ဟာဒီအလောင်းကရင်းနစ်တည်တဲ့အလောင်းမှမဟုတ်တာပြီးတော့ဒီမျိုးစုံမှာ ။ဘာစဲမှလည်းရှိမနေဘူး။အဲ့ဒါကိုနင်မေ့နေရလား။အဲဒီခါမှာဆိုဆိုရဥကြော်ပေးပါထပ်ပြီးတော့အံဩသားပြန်နေ။မာလီအဝင်းသိန်းပြောတယ်လို့ပဲ။မျိုးရဲ့အနောက်ဆွန်းဆွန်းမှလည်းပင်လေကြီးဟာလွဲပြီးတော့လူသေးလောက်တဲ့အထိနဲ့တဲ့ဘာစဲမှမရှိဘူး။လျှောက်သားဘာလုံးလို့ဘာကရမှမသိဖြစ်နေတော့အလောင်းဝဝုန်းကနေတစ်ဖက်ကိုလိမ့်ချသွားတယ်။အမလီလျှောက်လုံးနောက်ဆုတ်သွားကြတယ်။အဖေသားတို့သွားကြရအောင်ကျွန်တော်ကြောက်နေပြီဗျ။ ောင်စီအိတ်လို့ပြောကနေဇရက်ဘဝနဲ့စင်ပြေမလို့လုပ်နေတော့မနေဆွဲထားတယ်။ဦးကျော်ကျူတို့ဘလို့လောက်ကြမလဲ။စူစူလေးမိတ်ကပ်ပစ္စည်းတွေကိုယူမဆိုင်တော့ပြီ။ဟာဘလို့လောက်ရမှာလဲဟာငါတို့ဒီအတိုင်းမနေ့ရောက်တဲ့အထိစောင့်ရုံပဲရှိတော့ပေါ့။မနေ့ရောက်လို့အလောင်းပိုင်ရှင်တွေလာမှာပဲ။ဒီကိစ္စကိုရှင်းရမယ်။ပြောရမယ်ဆိုရင်တော့အလောင်းဟာတစ်ဖက်ကိုစောင်းသွားခဲ့ပါတယ်။အလောင်းရဲ့အနေအထားအလိမ့်ဦးကျော်ဘီတို့ဘက်ကိုကြော်ဖိတဲ့အနေအထားဖြစ်နေ။အောင်ဝင်းသိန်း အလောင်းကိုဖြာဖို့တင်းရောင်ဗျာ။음။ဦးကျော်ဖေးနဲ့အောင်ဝင်းသိန်းတို့အလောင်းရဲ့အနားကိုလည်းကတ်သွားတယ်။အဖေမထိနဲ့။အောင်ဝင်းသိန်းကအလောင်းရဲ့ခြေကိုလည်းထိကန်နေအောင်စီယာအော်ပြောလိုက်ပါတယ်။ဘာမှဖြစ်ပါဘူးကွာ။တိတိ။ဦးကျော်ဖေးနဲ့အောင်ဝင်းသိန်းတို့အလောင်းကိုထိမဲ့အပြုအလောင်းရဲ့ခြေတစ်ဖက်ကနေရုတ်တရက်ကွေးသွားခဲ့ပါတယ်။အမလီဟာမြောက်လို့နောက်ဆုတ်သွားခဲ့ကြတယ်။ အလောင်းမှလည်းတစ်ဖက်သို့စောင်းပြီးတော့ကွေးညာကြောင့်လည်းဟောင်းလောင်းဖြစ်နေတဲ့ကြောပင်ရသွေးပြက်စရာဖြစ်နေ။လျှောက်လုံးဇဲပွားနေဆင်းလိုက်ကြတယ်။ဦးကျော်တခုခုလှုပ်ပါဦး။ဒီမှာကြောက်ကြောက်လို့သိတော့မင်း။ဆွဆွကလည်းအကြောက်လုံးပြီးတော့အသားပင်တဆက်ဆက်တုံးနေတယ်။ငါဘာလုပ်ရမှလဲဆွဆွ။ဒုဗယာစာလှုပ်လာခဲ့တဲ့လျှောက်ဒီလိုတကားမှမကြုံဘူးအခုလိုမျိုးလှုပ်ရှားနေတဲ့အလောင်းနဲ့ကြုံရလိမ့်မယ်လို့ငါထင်ပါမလားဟာ အဝင်းသိန်းခမရင်ခွဲယုံမှာလှုပ်ဖူးတယ်ဆိုဒါဆိုဒီအလောင်းကဘာဖြစ်တာလဲခမမပြောပြနိုင်ဘူးလားဗျအမလီတော့ဦးကျော်ဖေးစကားပြောနေတော့ဇဲဘော်ကတခုခုပြုတ်ကျသွား၍ဆူဆူလန့်အော်လိုက်တယ်ဦးကျော်ဖေးနဲ့အဝင်းသိန်းတို့ပြေးစည်းလိုက်တဲ့အခါမှာတော့ပြုတ်ကျသွားခဲ့တဲ့အရာ အလောင်းကောင်းပင်ဖြစ်နေရင်ကျုပ်တို့ဘယ်လိုလုပ်ကြမလဲအဝင်းသိန်းကမေးလေတယ်အဲ့ဒီခါအဝင်းသိန်းရဲ့သားဖြစ်တဲ့သူအနောက်ရောက်လာပြီအဖေ မလုပ်ချင်သေးလို့တော့ဒီမှာကျွန်တော်ကြောက်လို့လို့မတက်တောင်မှကောင်းကောင်းရက်မရတော့ဘူးကျွန်တော်တို့ပြန်ကြရအောင်အဖေအဲ့လိုပြောလိုက်တယ်။တာမင်းနဲ့ဆိုဆိုသွားကြကွာအဖေဦးကျော်ဖေကိုကူညီလာအောင်မေဒီလိုအချိန်ဒီမှာသူ့ကိုတယောက်တည်းထားခဲ့လို့ဘယ်ဖြစ်ပါမလဲ။ဟာဗျာဆိုဆိုနေသွားချိန်သွားတော့မနေ့မှပဲပြန်လာခဲ့တယောက်ကတော့အလောင်းဆောင်နေခဲ့ရမှာပဲဒီအတိုင်းထားခဲ့လို့မှမရတာ။ စိုးစိုးအနီးနာအိုဟောင်းနေတဲ့အုတ်ဂူတစ်ခုပေါ်မှာထိုင်ချလိုက်တယ်။ကြုံကြောက်နေရမှန်ပါတယ်။ဒါပေမဲ့ဦးကျော်ကိုထားခဲ့ပြီးတော့ကိုလူယုံဖို့အထီတော့တရေပေါ်မကြောင်သေးပါဘူး။စောင့်ခြင်းဆောင်မနဲ့ထိ အတူတူစောင့်ကြတာပေါ့။အစိုးဆုံးဘာဖြစ်နိုင်မှမှုတ်လို့လဲ။စိုးစိုးအိမ်လိုပြောပြီးတဲ့အခါမှာဦးကျော်ဖေတို့အနာကိုလည်းရောက်လာခဲ့ပြီးတော့အောင်စီရလည်းဘာမှမပြောတော့ဘဲနဲ့သူတို့နဲ့အတူတူ ရက်လိုက်ပါတယ်။လေးယောက်သားအချိန်အနည်းငယ်ကြာတဲ့အထိ အလောင်းကိုလည်းမနီမဝေလျာနေကြည်နေပြီးတဲ့အခါနောက်ထပ်ရွေလျားတာကိုလည်းမမြင်ရတော့၍ဇရက်ပေါ်သို့လည်းပြန်ရွှေ့ဖို့ရန်အတွက်ဆုံးဖြတ်လိုက်ပါတယ်စွစိုးနဲ့အောင်စီကလည်းဇရက်ပေါ်ကိုတက်ပြီးတော့မိရင်ကိုယူခဲ့လိုက်တယ်ဦးကျော်ဖေနဲ့အောင်ဝင်းသိန်းတို့ကလည်းအလောင်းကိုမကနဲ့ဇရက်ပေါ်သို့ရွှေ့ဖို့ရန်ပြင်ကြပါတယ်ဇရက်ပေါ်ကိုရောက်ပြီးတော့အလောင်းကိုလည်းဖျားပေါ်မှာနေရာတကြားနဲ့ချပြီးတဲ့အထီကိုမှ ဘာမှမဖြစ်ပေမဲ့လျှောက်သားဇေယဘဝနေစင်းခါနေစစိုးလက်ထရမိရင်ကိုလည်းတယောက်ကမှုတ်ထုတ်လိုက်ပြီးတော့မိငိမ့်သွားပါရင်ဟာဟေးဘလို့ဖြစ်တာတော့မိမမြန်ထုံးဟဟမ်အောင်စီရော့မိချစ်ဆန်ဖို့ယူမိညိကျုံမိရင်ကိုကင်ထားပေးမယ်အောင်စီကလည်းစိုးလက်တရမိချစ်ချန်ဖို့ယူကနဲ့မိညိဖို့ရန်အတွက်စူးစမ်းပါရင်ဒီချိန်မှာတော့မိချစ်ဆန်မိကိုလည်းမှုတ်ပြက်လိုက်တယ် မျက်နှာကိုလည်းအောင်စီတယောက်သေချာမြင်လိုက်ရပါတယ်။အဲ့ဒီမျက်နှာပိုင်ရှင်ဟာအမလီအမေအောင်စီအထိတ်လန်တဲ့အော်ကနဲ့ဇရက်ပေါ်ကနေခုံချသွားခဲ့ပြီးတခြားသူတို့ကလည်းလင်းမြန်စွာနဲ့ဆင်းသွားလိုက်ပါတယ်။အောင်စီဘာဖြစ်တာလဲ။ဘာမြင်လိုက်လို့လဲ။အဖေအဖေတတမြင်လိုက်တယ်။အောင်စီဇရက်ပေါ်သူကြီးကနေပြောလိုက်တယ်။တဘာမြင်လိုက်တာလဲ။အဖေကိုပြောအဖေကိုပြောအဲ့ဒီချိန်မှာဆွဆွကလည်းဇရက်အပေါ်မှာမှုရထားတဲ့ မီးပုံကြီးကမီးစားတစ်စောင်ယူပြီးမီးရင်မှာထုံကြီးလိုက်တယ်။မီးရင်ကိုလည်းမြောက်ကနဲ့ဥကျော်အဝင်းသိဟိုမှာအဲ့လိုပြောပြီးတော့ဥကျော်ဘေးဇရက်ပေါ်တို့ကြည့်လိုက်တော့သူတို့ကလည်းကြော်ဘေးကနဲ့ဇရက်ပေါ်မှာခြေကိုတွဲလျားချပြီးတော့ထိုင်းနေတယ်။ကောင်မလေးကိုတွေးလိုက်ရတယ်။အဲ့ဒီတညာလုံးဘသူမှလည်းဇရက်အနာကိုမကတ်ကြပဲမဏိမဝေရတာစောင့်ကြည့်နေကြတယ်။ကောင်မလေးကလည်းဇရက်ပေါ်မှာခြေတွဲလဲချကနဲ့တညာလုံးထိုင်နေပြီ။ တခါတခါချေုံလဲလှုပ်ရမ်းတက်ပါသေးတယ်အင်းတို့နဲ့အာယုံတက်မဲအချိန်ကိုရောက်လာခဲ့ပါတယ်ဟာမရှိတော့ဟဲ့ရုတ်တရက်ထပြောလိုက်တာဦးကျော်ဖေဘင်းဦးကျော်ဖေရဲ့စကားကြောင့်တန်တဲ့သူတွေကလည်းဇရက်ပေါ်သို့ကြည့်လိုက်တော့ကောင်မလေးကိုမတွေ့ရတော့ဘူးအဲ့ဒီအခိုက်မှာပဲတုတ်တန်အဝင်ဝါဘက်ကနေမီရှူမီတုတ်ကိုစည်းနဲ့စူးစူးညံ့ညံ့နဲ့ရောက်လာခဲ့ကြတဲ့လူတစုရဲ့အတန်းကိုလည်းကြားလိုက်ရတယ်ဦးကျော်တေဆုံးသူရဲ့မိသားစုဝင်တွေ လာကြပြီထင်တယ်ကျို့တို့ဘလို့လောက်ကြမလဲစိုးစိုးစိုးရင်စွာနဲ့ပြောလိုက်တယ်ပြဿနာပါပဲငါတို့ဘာလို့ကြမှာတော့ဟာကောင်းပါလေးရဲ့အလောင်းတနေရမှာမြန်ရှိနိုင်လောက်မလားရှာကြည့်ကြတာပေါ့အဲ့လိုနဲ့လေးယောက်သားဂူရီချားတဲ့ကိုလည်းရှာကြည့်လိုက်ကြပါရယ်ရှာမတွေ့ပြီတုတ်တန်နဲ့ဝင်လာခဲ့တဲ့လူအုပ်ရဲ့အတန်းအလင်းတပြေပြေနဲ့နီးကပ်လာခဲ့တယ်အကုန်လုံးထိတ်လန့်နဲ့ဖြစ်ကုန်ကြတယ်ဒုက္ခပါပဲကွာမိသားစုဝင်တွေရောက်လာလို့ကောင်မလေးရဲ့အလောင်းမတွေ့ ငါတို့မရှုမလာနဲ့ဒုက္ခရောက်တော့မှာပဲစွတ်စွတ်နေစရက်ပေါ်ကိုသွားကြည့်လိုက်ဟငါတို့အောက်မှာရှာကြည့်မယ်စွတ်စွတ်ကလည်းဥကျော်ဘရဲ့စကားကိုမငင်းတော့ဘဲနဲ့စရက်ပေါ်တို့ချက်ချင်းပဲတက်သွားတယ်အာဥကျော်ဥကျော်ဒီမှာလာကြည့်ပါဦးစွတ်စွတ်ရဲ့အော်တန်ကြောင့်ပဲဥကျော်ဖေတို့ကစရက်ပေါ်တို့ပြေးတက်လာတယ်စွတ်စွတ်ဘာဖြစ်လို့လဲဘာမြင့်ဥကျော်ဘေးအတန်တိတ်သွားတယ်သူမြင်လိုက်ရတာဟောင်းနှွမ်းညစ်ပေနေရဲ့ သဲတွေလူကန်နေတဲ့ဖြာနဲ့လိတ်ထားတဲ့အီယာမဖွတ်ကြီးတကောင်တွေ့လိုက်ရတယ်။တဒါဦးကျော်ပြရလဲဖွတ်ကြီးရဲ့ကြောဘက်ကိုကြည့်လိုက်တဲ့အခါမှာကောင်မလေးရဲ့အလောင်းလိုဟောင်းလောင်းဖြစ်နေရပါတွေ့ရတယ်။ဦးကျော်ဒါကဘလို့ဖြစ်တာရောတော့ခဏနေမိသားစုတွေရောက်လာကြရင် ကျုပ်တို့ဘလို့ပြောကြမလို့ဆူဆူဝါစိုးရင်စွာနေပင်ဟိုဘက်ဒီဘက်လမ်းလျှောက်လိုက်တယ်ဖြာနဲ့လိတ်ထားတဲ့ဖွတ်ကြီးကိုလည်းကြည့်လိုက်နေပြောနေရင်ဟိတ်နေုံ ခုနမီယူမီတုတ်တွေနဲ့လာနေကြတဲ့လူတွေရဲ့ပြောစကားတန်ကိုကြားကြသေးလားသုံးယောက်လုံးကောင်းခါပြတယ်ခုနမီယူမီတုတ်တွေနဲ့လာနေကြတဲ့လူကိုမြင်လိုက်ရတယ်လို့သူတို့စကားပြောနေတဲ့အတန်တွေကိုလည်းကြားလိုက်ကြတယ်မဟုတ်လားအေးလေဒါဆိုအဲ့ဒီလူကြီးကအခုဘဲမှာတော့အဲ့ဒီကမှတခြားသူတွေကလည်းသဘောပေါက်သွားတယ်ငါထင်နေအစကတည်းကဒီလောင်းဝထူးဆန်းနေပါတယ်လို့တေကြပေါ့သူတို့တွေကလူစစ်စစ်မဟုတ်ဘူးဟင်အဲ့ဒါကြက်တစီပြီးနေမှာ ကျက်သစိဆိုတော့လေစိုးစိုးနားလေပေမဲ့မာလီတို့သားအဖလည်းကောင်းကောင်းနေရဲ့ဥကြောဒါဆိုမနေ့ညဥကြောတို့ထိုင်ချင်းစိုးစိုးပါ우ဆိုလိုမန်းဥကြောသဘောပေါက်လိုက်တယ်မပူပါနဲ့ဟာငါလည်းနှစ်ပေသုံးပေလောက်ပဲတူရသေးတယ်စိုးစိုးရညင်မြုံမလားမီးတဲ့ကြုံမလားငါမှမမီးလိုက်ရသေးတာအဲ့လိုနဲ့ဖိုကြီးရဲ့အလားကိုလည်းဖြားလိုက်လေးနဲ့ပဲလိုက်ပြီးတော့ဥကြောဖေးတို့ထိုင်ချင်းနဲ့ကိုထဲမြောက်လိုက်ပါဦးတယ် မိဖို့ကန်နေစစိုးတယောက်အလောင်းလာပေါ်တဲ့လူတွေက လူတယောက်ပေးထားခဲ့တဲ့လက်စွပ်ကိုလည်းတတိယပြီးတော့ထုတ်ကြည့်လိုက်တော့တေးပြီးခြောက်ကနေတဲ့အိမ်ယောက်တကောင်ဖြစ်နေအောင်တွေးလိုက်ရတယ်။ကျင်းနေကိုပြစ်ချကနေတက်ခါတဲ့မြေမြုပ်ပြစ်လိုက်ပါရယ်။ကိစ္စတွေပြီးသွားခဲ့တဲ့အခါမှာမာလီသားဖလည်းပြန်သွားတယ်လို့စစိုးလည်းမိတ်ကပ်ပစ္စည်းတွေကိုသွားသိမ့်ပါတယ်။ဦးကျော်ဖေကတော့ဖို့ကြီးကိုမြှုပ်ထားတဲ့မြေစာပုံဘေးနားမှာထိုင်ကာ။အော်လူတွေကိုမြှုပ်တဲ့တုတ်တန်မြေမှာ ညုံနံခွင့်ရတဲ့ကြက်စေလေးပါလားကောင်းရမွန်ရရောက်ပါစေကွယ်အဲ့လိုမျိုးမြတ်တာပို့ပြီးတော့ဟွန်းငါမှဖြင့်ကြောက်လိုက်ရတညလုံးပဲလက်ဆက်တော့လူမမဟုတ်ပဲဟိုအဲ့လိုညီကနဲ့ကိုအဖြစ်ကိုပြန်တွေးပြီးတော့ပြုံးလိုက်မိပါရယ်ပြိသက်များရှင်အစိမ့်သေးကြက်စေတို့ရွေလျားနေတဲ့အလောင်းဆိုတဲ့ဇလံကောင်းလေးကဒီမှာပဲပြီးဆုံးပါပြီနားဆင်ပေးခဲ့ကြတဲ့ပြိသက်များအားလုံးလည်းတာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို 唔晒，你揸還是誰？